အဲ့လှိုင်တာရပန်းနိုင်တရာအောက်မှာသဲခွင်းဆိုတော့ကိုကလည်းပေါ့လိုက်တာပါတဲဆိုတော့ပျော့ပဲအောင်မယ်သူတို့ကတော့မတ်တခံလာတယ်ရတယ်မခံဘူးလို့မတ်တခံလည်းပြန်ကြအောင်ပါဆိုပြီးတော့ကိုဘကအလွတ်ဒီတိုင်းဂျာမင်ဖုတ်ပေါ်နေဒီလိုနောက်ပြန်ကြခေါင်းရိုက်ပြီပါကိုကမူးပါဗျာကျွန်တော်တကယ်တော့ဟာတယ်ဒီကောင်တော့ကောင်းပါကြီးတဲ့ဒါပေမဲ့တိလိုက်တယ်ထားလိုက်တဲ့အချိန်မှာပြာထွက်သွားဒီလိုကြီးလဲတော့ပါဘာမှမသိတော့ဘူးကျွန်တော်သူတို့လည်းဘယ်သူမှမသိတော့လိုက်မေးတယ် မင်းတို့ဓာရီဘာလို့ဒီဓာရီကဘယ်ရလဲပေါ့ငါဘယ်ကိုပြန်มาလဲအဲ့လိုဒီလိုက်မေးဒါပေမဲ့ကိုယ်စိတ်ထဲမှာတကယ်တိတ်ငယ်သွားတယ်ဒီအပေါ်ကကားရကြရဲ့အဲ့တော့ကျွန်တော်သွားရိုက်လဲပြင်းတယ်ဗျာမရိုက်ချင်ဘူးဘာလို့ဆိုတော့ဟိုမှာသူတို့အထာနဲ့သူတို့သူတို့အထာကြီးတွေနဲ့သူတို့နေကြတယ်အဲ့ရောက်တော့ဘ ᱹ ဒုစကားပြောလို့ပြောရမယ်မသိဘ ᱹ ဒုဟိုနဲ့ဖြစ်လို့ဖြစ်ရမယ်ကိုဒီနှစ်ယောက်တည်းပါလို့ချင်းအဲ့နှစ်ယောက်တည်းဟူနာထိုင်လဲစကားပြောလိုက်ဒီနားထိုင်လဲစကားပြောလိုက်ဒါပဲရှိရအောက်မှာကြတော့နှွေးထွေးမှုအကုန်ရှိတယ် ုတ်ကဲ့ကျွန်တော်အနုပညာရင်ဖွင့်လာမှာပေါ့ကျွန်တော်တို့အကိုကြီးကိုရွှေမိုးကကျွန်တော်တို့ဒီမှာလာပြီးတော့ရင်ဖွင့်ဖို့တက်ဖိတ်ခေါ်လာလို့ကျွန်တော်ရောက်လာရဖြစ်ပါတယ်ဟုတ်လက်ရှိကတော့ကျွန်တော်ဘာလုပ်လဲဆိုတော့ကားရိုက်ရှိလို့ရှိရင်တော့ကားရိုက်သွားပါတယ်မရှိတဲ့အခါကျတော့အိမ်မှာနေပြီးတော့ရှိတဲ့အလုပ်လေးလုပ်ပေါ့ခလေးထိန်ပါတယ်ရောတော့ဒါမှမဟုတ်လည်းအပြင်မှာတပည့်အလုပ်လေးရှိလဲထွက်လို့ပေါ့ကျွန်တော်ဒီလောကတွေကိုစားရောက်တော့ကျွန်တော်ရဲဥထုံးဝင်ပေါ့နော် သူ့စီမှာအဲရဲလုံရင်လည်းကျွန်တော်တို့ဆရာဦးစိုးလင်းနဲ့တွေ့ပြီးတော့မှကျွန်တော်လူရန်စားလို့ဖြစ်တာစီးပွားရေးအနေနဲ့တော့မဟုတ်ဘူးဗျာကျွန်တော်ကဝါသနာပါလို့ဝါသနာအရာနဲ့ဝင်လာတာပါအမှတ်တရတော့ကျွန်တော်တခါတော့ရှိဘူးလေဗျအဲ့ဒါတော့ဟိုဂျင်းနဲ့ໃຫຍ່တုံးပါပေါ့အဲ့လိုင်းတာရာပန်းနိုင်တရာအောက်မှာသဲခွင်းဆိုတော့ကိုကလည်းပေါ့လိုက်တာပါတဲဆိုတော့ပြော့ပဲအောင်မလားသူတို့ကတော့မတ်တခံလားတဲ့ရတယ်မခံဘူးလို့မတ်တခံလဲပြန်ကြအောင်ပါဆိုပြီးတော့ကိုပါကို အလွတ်ဒီတိုင်းဂျာမန်ဖုတ်ပွားနေဒီလိုနောက်ပြန်ကြခေါင်းရိုက်ပြီးွားကွတ်မူးွားပြကျွန်တော်တကယ်တော့ဟာဒီကောင်တော့ကောင်းပါပြီတဲ့ဒါပေမဲ့တိလိုက်တယ်ထားလိုက်တဲ့အချိန်မှာပြာထွက်သွားဒီလိုကြီးလဲတော့ွားဘာမှမသိတော့မသိတော့ဆိုတာလူကမေ့မှတ်ပြီးလဲသွားတာမဟုတ်ဘူးကအတိတ်မေ့လို့ပြောတာကျွန်တော်တို့လည်းဘယ်သူမှမသိတော့လိုက်မေးတယ်မင်းတို့ဓာတ်ကြီးဘာလို့ဒီဓာတ်ကြီးကဘယ်ရလဲပေါ့ ငါဘယ်ကိုပြန်มาလဲအဲ့လိုလိုက်မေးဒါမှကိုယ်စိတ်ထဲမှာတကယ်တိတ်ငယ်သွားတယ်ခလေးလေးတယောက်လိုဘယ်တော့သွားမှမသိတော့အဲ့နဲ့ဟိုနေမောင်ခွင့်ရပေါ့ကျွန်တော်ကားကောင်းကန်းခေါ်ပြီးတော့ရက်တွေပါခတ်ပြီးအေးတွေပါတိုက်နောက်တစ်ဖေးနဲ့စင်းသားနဲ့မှသူ့ကိုသွားမှတ်မိမှတ်ပြီးတော့အားရကျွန်တော်သူ့ပစိုးရုတ်ကင်တာလေးအကိုအကိုသွားရင်အကိုနောက်ကျွန်တော်လိုက်ရင်ပြမခေါ်ဘဲသူသွားလေးကကျွန်တော်ပစိုးဆွဲပြီးလိုက်နေနောက်ကြမှာတဖေးဖေးစင်းသားစင်းသားဟာလို့ငါ့မှာမိန်းမလည်းရှိတယ်ခလေးလည်းရှိတယ်သူတို့ကပမာလဲငါဘယ်လိုသွားမှာလဲ တော်တော်နိုင်ခွက်တော့တော့ကြာပါတယ်အဲ့ရနေပါတဖြည်းဖြည်းစဉ်းစားစဉ်းစားနေမှတ်မိပါတယ်အဲ့လားတခုတော့အမှတ်တရရှိပါတယ်ပြန်တော့ပြောပြပြပြောပြအဲ့လိုတော့ဖြစ်သွားတယ်လို့ငါတော်တော်တိမ်ငယ်သွားတယ်ပေါ့ငါပြောရတော့အခုမှမိဘတွေဝင်နေရတယ်ထွက်လာတယ်ကလေးလေးလိုဖြစ်သွားတာဘာမှမသိတော့ဘူးရှိတယ်သူတို့ကတော့ကျွန်တော်ပထမတော့နှောက်နေရပါတော့နောက်တော့မဟုတ်နောက်ပိုင်းကျမှအဲတကယ်ဖြစ်သွားတယ်ဆိုတာသူတို့သိရလေအဲ့နဲ့ကားကောင်းကမ်းမှပေးထိုင်လာပြီးတော့ကျွန်တော်အဲ့လိုပေါ့အနားယူဖို့လောက်ပေးထားတာပေါ့သားမီးတောင်းအောင်ရှိပါတယ်ဟိုအကြီးက78ထဲမှာအလက်ကတော့ 16ငွေလေးကကူမ3နှစ်ကျော်ရှိပြီအဲအကြီးနှစ်ယောက်ကတော့ကြောင်းထွက်ပြီးတော့အလုံလုံနေအကူကလည်းဆိုတော့လိမ်မာပါတဲ့ပြောရတော့ဒါကိုသားသမီးမဟုတ်လို့ကိုမြောက်ပြောရမဟုတ်ဒါပေမဲ့လက်ရှိမှာလည်းသူတို့လုတ်တယ်လုတ်တဲ့လာတာကိုအကုန်လုံးပြန်အပ်ပေးခဏကြတော့စိတ်ထဲတော့မကောင်းပါလေဒါပေမဲ့သူတို့လည်းတိုက်တွန်းပါတယ်ကြောင်းဆက်နေဖို့ဒါပေမဲ့သူတို့ကလည်းမနေတော့ဘူးထွက်မယ်အတင်းထွက်တော့ကိုလည်းပြောတော့ပြောသေးတယ်တိုက်တွန်းနေဒါမှမဟုတ်လည်းတယောက်ထွက်တယောက်နေဆိုလည်းနှစ်ယောက်လုံးမနေတော့ဘူးဆိုတော့ဘယ်လိုမှပြောမရတော့ဘူး ဒါမှစိတ်ထက်တော့မကောင်းဘူးပေါ့သူများကကြီးကြောင်းတက်တာပေါ့ကိုသားသမီးကိုဘွေရပညာတက်တက်တီတော့ထားကျင်တာလေမိဘတန်းတော့အဲကိုစိတ်တဲ့တမျိုးလဲဝမ်းလဲဝမ်းတာလဲတခါကြလဲဝမ်းနေတာပေါ့လေဘာအလုံးထွက်လုံနေရတဲ့အချိန်ဖြစ်နေရအောင်ဘိုးဘလို့ပြောလဲဆိုတာသူတို့ကတော့သူတို့ညမရှေးအတွက်ပေါ့သူတို့ဒါဒီဟာလေးကိုပဲသူတို့သူတို့မိဘနှစ်ပါးမရှိတော့လဲသူတို့ပဲပြုလို့ပြုပြောထောင်မယ်ပေါ့အဲ့လိုတော့ပြောတယ်အဲ့ဒါတခုတော့အားကိုးရပါတယ်ကြီးနှစ်ယောက်ပေါ့ သူတို့ကတော့အင်ပေါ်တခိုင်ကြလဲအဖေတက်လဲကြီးလာတယ်ဟိုနဲ့မလုတော့ပါနဲ့သူတို့လှုပ်စာတာဒါမှမဟုတ်ကိုရီးယားဒီဝါဒနာကြီးကမစွန့်နိုင်ဘူးလေမစွန့်နိုင်လို့လဲဒီအချိန်ကြီးမြဲနေတာပေါ့ပြောရရင်တော့သူတို့ကတော့ငငယ်ကတော့အားပေးတယ်ဒါမှမဟုတ်အကြီးနှစ်ယောက်လောက်ကဝါဒနာမပါဘူးဒီအငယ်လေးကတော့နေတဲ့ပိုးပါတယ်ငယ်လေးကအဲ့တစ်တော့တွေဆော့တယ်အဲ့ဖုန်းတလုံးနဲ့သူ့ပါသူဟိုနေ့နေ့လိုက်လွှဲတဲ့ပုံစံမျိုးတွေရှောက်လုတယ် ဆော့ဆော့ဖြစ်တဲ့အကလေးတဲ့တော့ဆော့ဖြစ်တယ်ဟုတ်တယ်အဲ့မြမာချင်းကတော့ तू तू ကြိုက်တဲ့ဟာမျိုးဆို तू ကြည်လိုက်တယ်ကြည်လိုက်လို့ရင်အဲ့အလေးလေးကို तू လိုက်လိုက်ဆော့တယ်တောက်လျှောက်ကတော့နားရတာနဲ့ရရနားရတာတော့နည်းတော့များဒါပေမဲ့အခုရက်ပိုင်းနေတော့ရရလာများပါတယ်ဟုတ်ဒါလည်းကျွန်တော်တကယ်ချင်းရပဲလှမ်းလှမ်းခေါ်ပေးတာပါလေကျွန်တော်ကတော့လူကြမ်းဆိုတော့လူကြမ်းပဲရရတာပါအရင်တော့ကတော့လုံးဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုခစ်တော့တာကျွန်တော်အဲ့ဒီဗင်ကာတာလေးနဲ့အဲ့ဒီတကြီးသားတို့ပါတော့လည်းတော်တော်များများရိုက်ခုပါတယ် အဲကွာကွာချပါအရင်တော့ဟိုရှူတင်တစ်ခုသွားပြီဆိုကျွန်တော်ဗီဒီယိုကအောက်ကအကုန်မင်းသားမင်းသမီးကလည်းဒီလိုပဲညီကိုမောင်နှမလိုရင်းနှီးစကားပြောဆိုပြီးပေါင်းတင်ကြတာလေပြောဒီအပေါ်ကကားရကြရင်အဲ့တော့ကျွန်တော်သွားရိုက်လဲပြင်းတယ်ဗျမရိုက်ချင်ဘူးဘာလို့လဲဆိုတော့ဟိုမှာသူတို့အထာနဲ့သူတို့သူတို့အထာကြီးတွေနဲ့သူတို့နေကြတာလေအဲ့ရောက်တော့ဘုရုစကားပြောလို့ပြောရမယ်မသိဘုရုဟိုနဲ့ဖြစ်လို့ဖြစ်ရမယ်ကိုလေးနှစ်ယောက်တည်းပါလို့ရှိရင်အဲ့နှစ်ယောက်တည်းဟူနာထိုင်လိုက်စကားပြောလိုက်ဒီနားထိုင်လိုက်စကားပြောလိုက်ဒါပဲရှိရတယ် အောက်မှာကျတော့နှွေးထွေးမှုအကုန်ကြီးတယ်ဟေးလာလာနဲ့တောင်းတောင်းနောက်လိုက်ပြောင်းလိုက်နဲ့ပျော်ဖို့ကောင်းတယ်အန်းရှိတယ်တခါကျရိုက်တော်မရချင်းသွားမရချင်းပြင်းလို့ဟုတ်ရင်ကျွန်တော်ဗီဒီယိုကရိုက်ရတော့ငင်းတယ်သွားမရဖြစ်ဘူးဒီဒီဘက်ဒီဘက်မှာပဲပျော်နေတော့ဒီဘက်မှာပဲရိုက်နေရတယ်မတူတော့ဘူးအခုကတော့မရိုက်လို့ရလည်းမရဘူးလေအဲကားကြီးတွေပဲရှိတော့ကားကြီးတွေနဲ့ဇလန်းတွေပဲသွားရိုက်နေတာပြေပါတဲ့ဇလန်းတွေတွေကကျွန်တော်ကတကားလုံးမပါဘူးဗျတခါကျရင်ဒီဒီဒီနဲ့ခေါ်တာများတယ် ကျွန်တော်ရန်ကုန်ဆုံးတော့အခုကတရက်ကိုတသိန်းပေးတယ်ဗျ။နေဆုံးတော့တသိန်းပဲပေးတယ်။ဟုတ်။ဟိုမိသားစုတက်ကတော့ဒါကိုတက်လက်ရှိနေတယ်ပြောစရာတော့မရှိပါဘူး။ဟိုပြိတက်ကြီးကိုတော့နောက်နောက်လဲကျွန်တော်ရှိတဲ့ကားလေးရယူမှာပါအားပေးပါအောင်လို့ပြောခြင်းပါ။